ရှာတောက်ပါတယ်ကင်မြန်ဝင်ရဲ့အလားကောညွန့်နေတယ်ထက်မြတ်တောင်ရဲ့လေးဝဲချက်ကိုတည်ချင်ဘယ်လာရဲ့ 3D မတ်စကာရာရှိရဲ့လေပုံမှန်ထက်သုံးစားပုံမျိုးရှိလျားပြီးတော့သုံးချက်လောက်ကောလိုက်တာနဲ့မျက်တောင်လေးတွေကပုံမှန်နဲ့မတူပဲဖြာပြီးကောညွန့်သွားစေတယ်ရေဆိုခန့်နဲ့ချွေးဆိုခန့်နဲ့အပြင်24နာရီလောက်မပြတ်တော့ဘူး မှန်ကတော့လောက်တာတော့လောက်ချင်တယ်ဟိုအမှုပညာသမားပဲလေကိုကဒါပဲလောက်တတ်တာအောင်ဒါပဲလောက်တတ်တယ်ဆိုတော့ဟိုမှာဟိုလူရတာဝေးနေတာစိတ်ကတော့ဒီဗမာပြည်မှာပဲအမှုပညာလောကသားတွေနဲ့ကိုယ်တငယ်ချင်းတွေနဲ့တော့အဆက်အသွယ်မပြတ်ဘူးပေါ့နော်စိတ်ကတော့အမြဲတမ်းလောက်ချင်နေတယ်အဲလောက်ချင်နေပေါ့နော်ဟိုဘယ်လိုပြောမလဲ ဒီမေလေးလဲဟိုတလောတော့ကသူဖြေထားတယ်လေအဲ့ဒီတငယ်ချင်း၃ယောက်ပြန်ပြီးတော့လှုပ်ချင်တယ်တကယ်လဲလှုပ်ချင်ပါတယ်မေလေးအခုကားရိတ်ပြန်ရိုက်နေရယ်ဆိုရဲတော့တွင်မှာကိုလဲပြန်ရောက်နေတော့အဲ့လိုမျိုးတွေဟို၃ယောက်သားလှုပ်ချင်တယ်ပေါ့ဒါပေမဲ့တကွဲတပြားစီတွေဖြစ်နေတယ်ပလဲဆိုလဲသူကနဲ့သူចောင်းတက်ရတာနဲ့စီဝါးရေးလုံမာနဲ့မေလေးကလဲသူကနဲ့သူစီဝါးရေးလုံနာနဲ့ကိုကလဲကိုကနဲ့ကိုကလေးတောင်နဲ့ပချာလဲနေတာနဲ့အဲလှုပ်ချင်တယ်ဆိုတဲ့စိတ်ကအခုဗမာပြည်ရောက်တော့လဲအဲ့ဒီလုတ်ချင်တယ်ဆိုတဲ့စိတ်ပဲရှိတယ်တကယ်တမ်းကဟိုလုတ်ဖို့အတွက်မဖြစ်နိုင်ဘူးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီလိုခဏတစ်ဖြုတ်ဆိုရင်တော့ရတယ်။သားကဟိုမှာလဲဒီသားမီးမြောင်နေပဲနေလာတာဆိုတော့ तू ကဒီကအမျိုးတွေကိုမခင်ဦးမဟုတ်ဘူးခင်တွယ်တယ်ဒါပေမဲ့ဟိုတနအိပ်ပြင် तू ပုံမနေနိုင်ဘူး။အနာမအမေမရှိရင်မရအောင်အခုတောင်မှငါအလကားနေရင်ကိုအကြာကြီးမဟုတ်သေးဘူးအလကားနေရင်တောင်မှသူ့အနေနဲ့သူ TV ထိုင်ကြည့်နေရင်ပဲဖြစ်ဖြစ်တက်သူတတိယရင်လေမမီမမီပြောတာလေးဆိုလွန်းမမီကိုလွန်းအလကားနေရင်သူကလွန်းနေတယ် အဲဘာဖြစ်ဘာဖြစ်လို့လွမ်းတာနော်အနားမှာရှိနေတာဟိုဆိုအဲ့လိုပြောလိုက်ရင်သူ့အနေနဲ့သူသဘောတွေကြာဟွာအဲ့ဒီလိုအလကားနေဘာမှမဟုတ်ပဲပြီးရင်လည်းမမီးရဲ့ချီပါချီပါအဲ့လိုတွေကတ်တာအဲ့တော့နှစ်ယောက်ထဲနေတော့သူကဒီအမေပဲရှိတာပေါ့နော်အဲ့တော့ဖုံမလည်းအဲ့လိုပါပဲသူလည်းအဲ့တော့ကိုကလှုပ်ဖို့ဆိုတာတကယ်ငငယ်လေးတည်းကသူ့ကိုတခြားသူနဲ့အဲ့လိုထားပြီးတော့ကိုကခွဲပြီးတော့နေလာတဲ့ဟာမဟုတ်တဲ့အခါကျတော့သူကဟိုအမေပဲကတ်နေတာပေါ့နော် တွေကတော့ကြာပါပြီငငယ်တုန်းကပေါ့နော်ယူတာအခုဟိုငငယ်တုန်းကယူရဲဆိုတော့အဲ့ဒီကိုတွေလှုပ်ချင်ထိုးအဲ့ထိုးချင်တာနဲ့အဲအဲ့လိုမျိုးနည်းနည်းမျိုးသမီးတွေအဲ့လိုထိုးလာတာတွေကနည်းနည်းဟော့လာတာနဲ့ဆိုတော့အဲကိုတွေလည်းလှုပ်ကြည့်လိုက်တာပေါ့ဒါပေမဲ့အခုအသက်ကြီးလာတော့လေဟိုနောင်တရရတယ်လို့တော့မဟုတ်ဘူးဩဒါတော့ငါလှုပ်ခဲ့ဘူးတာပဲအခုချိန်မှာကြာတော့နောင်တရရလို့တော့မဟုတ်တော့ဘူးအပြင်သွားရင်ကိုကလည်းကိုဟိုလုံးကြုံအောင်သွား သူ့နေရာနဲ့သူပေါ့နော်ခေါ်တဲ့နေရာဖော်မယ်ဟိုဖုံးတဲ့နေရာဖုံးမယ်ငငယ်တော့ကတော့လာတာထိုးထားရဲဆိုပြီးမန်တက်ပြီးတော့အလကနေဖော်ပြရနေရလေအဲ့လိုပါပဲဘာလဲလို့တော့မငငယ်တော့ယူခဲ့တာပေါ့ပြောတယ်ပေါ့နော်ပီတိဖြစ်တာပေါ့ငါ့ကိုမေ့မသွားသေးဘူးပေါ့လေအဲ့ဒီပီတိလေးတော့ဖြစ်တယ်ဟုတ် ပါတာပေါ့လှုပ်ချင်တာပေါ့အဲ့တရဲတဲ့ပါလာနာနဲ့မြတ်ဒီကလေးကလည်းမျက်စလုံးနဲ့ဘွင်းကနေကိုမြင်လာသူ့ကိုထားခဲ့လို့မရဘူးလေအဲ့လိုဖြစ်နေတယ်ရှူတင်တွေပဲခေါ်သွားဖို့ဆိုရလဲတက်တောင့်တက်တာမရှိဘူးလေဒီမှာအပြိုကြီးအပြိုကြီးအဲ့သူ့ကိုလည်းပြောတယ်တလားဟဲ့ယူတော့ယူတော့ဆိုမီးထွန်းပေးနေသူ့ကနောက်ကနေဘယ်လိုပြောမလဲအခုကတားကဟိုနောက် တယောက်ယူဖို့တော့ကိုတွေကတော့ဟိုအစီအစဉ်တော့ရှိရပေါ့နော်ဒါပေမဲ့မစိုးစားသေးပါဘူးဘာဖြစ်လို့လဲဆိုတော့အခုဒီတယောက်နဲ့တောင်မှဟိုချစ်လို့လည်းမဝသေးဘူးလို့လည်းပြောလို့လည်းရတယ်ကိုကနဲ့ကိုပင်ပန်းတာလည်းဟိုအမောမပြေသေးဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့လိုရာကလည်းလိုချင်တယ်ဘာကြောင့်လဲဆိုတော့ဒီ၃ယောက်ထဲကျတော့သူ့အတွက်အရန်အထီးကျန်တယ်အဖေကအလုပ်သွားခိုင်းကြမေးကဟို သူ့နားမှာအချိန်မြင့်မရှိနေနိုင်ဘူးလေအိကိစ္စလုံနေရတဲ့ဘာနဲ့ဆိုသူ့အနေနဲ့သူ game show TV ကြည့်စာလုပ်ဆိုတော့သူပြင်းတယ်အောက်ကဟို playground တွေပါတယ်စင်ကစားတယ်ဆိုလို့ရှိရင်လည်းသူ့ငွေချင်းတွေတော့ရှိတယ်ဒါပေမဲ့ဟိုနည်းနည်းတော့စိမ့်တယ်လို့ပြောရမှာပေါ့နော်အိမ်ပြန်လာရင်သူ့မှာတယောက်တည်းဆိုတော့သူကအဖော့မင့်တယ်အဲ့လိုမျိုးလေးသူ့ထက်ငယ်တဲ့ကလေးတွေတွေ့လို့ရှိရင်သူအရန်နေသဘောကျတယ်အဲ့တော့ဟိုမွေးဖို့တော့အစီအစဉ်တော့ရှိတယ်ပေါ့လေစိတ်ကူးရှိတယ်ဒါပေမဲ့ ခုတော့မဖြစ်သေးဘူးပေါ့လေအဲ့တော့ကိုမိသားစုအ ਨੇ ဆုံးတော့ဟို၄ယောက်ပေါ့အဲ့လိုမျိုးလေးတော့စိတ်ကူးထားပါတယ်ကိုအမတို့တော့လည်းအဲ့လိုမျိုးပဲလေ၄ယောက်ဖေးရမေးရမောင်လေးရမိုက်ရဆိုတော့သူ့ကိုလည်းအ ਨੇ ဆုံးတော့အဲ့လိုမျိုးလေးတော့ထားပေးမှာပေါ့ဟိုမဟုတ်လို့ရှိရင်ကိုတွေမရှိတော့ရင်သူတယောက်တည်းအဲ့လိုဖြစ်သွားမယ်လေအဲ့အဲ့လိုဟိုပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတော့တိဆောက်နေပါတယ်စ조사ပြီးတော့ ပြိတ်ကြီးကဟိုမမေ့သေးပဲနဲ့ဟိုအပြင်နေပါလေသွားလဲဟဲ့စူးကျွန်းလဲစူးကျွန်းလဲဟဲ့အမရဲ့တပုံရိုက်ချင်းနဲ့အဲ့လိုတွေဖြစ်ကြတယ်အခုဒီဒီရက်အတွင်းမှာလဲအပြင်ထွက်ရင်အဲ့လိုတွေဖြစ်ကြတယ်ဆိုတော့နည်းနည်းလေးဟိုအရန်ကိုလဲပီတိလဲဖြစ်တယ်ဟိုဆက်လဲလှုပ်ချင်တယ်ဒါပေမဲ့ဆက်လဲမလှုပ်ဖြစ်ဘူးဖြစ်နေတယ်အဲ့တော့မမေ့သေးတဲ့ပြိတ်ကြီးအပေးနေတဲ့ပြိတ်ကြီးကိုလဲအရန်ကိုကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်